အဲ့ဒီတော့ဦးလေးကမာလူထားတဲ့ရမလက်မှုပစ္စည်းတွေဆိုပါဗျာအရန်လာအရောက်ကျက်တည်ရှိပြီးတော့ခန်းနှံပြပါလာမှုလူကြီးမင်းတို့ကဖိဆက်ပြတ်တပ်ပြီးတော့ဖြစ်ပါတယ်ဗျာဘာရီပါဝင်လဲဆိုတော့ကျွန်တော်တို့မန်စီရွှေချညွန့်တယ်နေပြီပေါ့နော်အလူမင်္ဂလာနဲ့စူလျာရစ်ပတ်လက်ထပ်ပွဲတွေမှာအသုံးပြုတဲ့မန်စီရွှေချညွန့်တယ်နေနေပြီပြီးတော့ကျွန်တော်ဒီဘက်ကရွှေနဲ့အဖြူရောင်ဆက်ထားတယ်ဘက်ရှူရီဆန်နဲ့ တလုံးတော့တလုံးရယ်ဒီဘက်ကတို့ကိုလိုနီခစ်ကအသုံးပြုခဲ့တဲ့ဗီဒီယိုဒီဇိုင်းပုံမှာပြန်လည်စမ်းသစ်ထားတဲ့ရွှေဖြူဗီဒီယိုကြီးရယ်နောက်တစ်ခုကတော့မန်တင်ကုံမန်တင်ကုံကတော့ရွှေရွှေဈေးနဲ့ရွှေဈေးလိုက်တာမပြီးသေးတဲ့အတွက်အခုမှလက်ဆက်တက်လေးပေါ့နော်အဲဒီမန်နေကောရဲ့ဒီဇိုင်းအရဆိုရင်ကျွန်တော်တို့ဒီ BOE နဲ့ light map ဒီဇိုင်းပုံမှာ AI နဲ့ဆွဲထားတာဖြစ်ပါတယ်ခင်ဗျ။ဒီဘက်ကတော့ရွှေကောင်းမှန်ဝေကောင်းမှန်ပေါ့နော်။ ကိုလုံးပေါ်မှန်ပေါ့ကိုလုံးပေါ်တကိုလုံးပေါ်ကြည့်လို့ရတယ်မှန်ဒီဇိုင်းကိုထုတ်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပရိဘောကတွေဖန်တီးတဲ့အခါမှာဒီလိုဆေးအဖြူရောင်လို့ဖြူအောင်ဆွတ်ဆွတ်နဲ့ရွှေနဲ့ဖြူနဲ့ဆက်တဲ့အရောင်လို့လုပ်တဲ့လူဆိုတာအရန်ကိုနဲပါလေခင်ဗျာဘာလို့လဲဆိုတော့တည့်ရဲ့အစီပေါ့နော်ထွက်လာပြီးတော့အဖြူပေါ်မှာပြန်အဖြူတုတ်ပြီးတော့မှပြန်ပြီးတော့ကွက်တက်တာမျိုးတွေအလုံးပိကန်ဒီမှာအစ်စီရစိတ်ထွက်ပြီးတော့မှဆေးအောင်ပြတ်သွားတာမျိုးတွေဖြစ်နိုင်ရဲ့အရန်များပါလေခင်ဗျာအကင်တွေလည်းအញ្ញမ်းဟိုမှာနူးညံ့လို့ လောက်တာကင်တာလဲတော်တော်မှစိတ်ရှိလက်ရှိနဲ့လောက်ရတာဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်မို့ဒီပရိဘောကဇီရိုလို့စပွဲလို့စက်တီလို့လောက်တဲ့ခါမှာဖြူချောင်လောက်တယ်လို့အရန်ကိုလဲပါတယ်ခင်ဗျ။ဒီဇီရိုကြီးကိုစေးတုတ်တဲ့ခါမှာဆိုရင်တစ်ကတော့6ပါတယ်တို့တို့တော့လဲတစ်စီထွက်တတ်တာမို့တချို့နေရာတွေမှာလူမောတချို့နေရာတွေမှာပြန်လဲပြန်ပြီးကွက်လာတာလို့အဝါကွက်လာတာလို့စေးကခိုင်းမိတာအဝင်အထုပ်အသိမ်းမှာပြန်ပြီးမဲသွားတာလို့ပုံသွားတာလို့တော်တော်ဖြစ်ပါတယ်ခင်ဗျ။ခုကတော့ view site ပြီးတော့မှ တရေပြီးတည်တော်ရင်းနဲ့ဒါစီ9ရေလောက်ကိုတောက်သွားပြီဖြစ်တဲ့ဆိုတော့အကောင်းဆုံးနေထားကိုရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဒီဘက်ကကိုလုံးမော်ဟူတောင်းမှန်မော်ဒီဇိုင်းရတော့ကျွန်တော်ကိုလိုနီခစ်ကပလင်နောက်ကန်တကယ်ပေါ့နော်တကယ်ရဲ့ဒီဇိုင်းပုံမှာမိညမ်းပြီးတော့မှပြန်လဲစမ်းသစ်ပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်ခင်ဒါကတော့ကျွန်တော်တို့ကိုလိုနီခစ်ကတရားဟောထိုင်ပုံရဲ့နောက်နေဟူတောင်းတကယ်ပဲဖြစ်ပါတယ်ခင်အခုလိုမြန်မာလက်မှုအနုပညာပစ္စည်းလေးတွေကို ။အမြင့်တနိုးနဲ့စုဆောင်းလူတို့များအတွက်ဈေးနှုန်းမှာတခါတည်းတွေးပြောပြပေးပါမယ်ခင်ဗျာ။ဒီကိုလုံးပေါ်မှန်ပေါင်းကတော့တစ်ချက်ကို14သိန်းပဲဖြစ်ပါတယ်ခင်ဗျာ။အမြင့်ကတော့9ပေဝန်းကျင်ရှိပါတယ်ခင်ဗျာ။ရွှေပြူဗီလိုကြီးကတော့28သိန်းဖြစ်ပါတယ်ခင်ဗျာ။ဖြူမဟုတ်ဘဲနဲ့ပုံမှန်ကျွန်တော်တို့ရှေးဟောင်းပုံနဲ့အနက်ရောင်ဆိုရင်တော့24သိန်းပဲပါခင်ဗျာ။အမြင့်ကတော့9ပေဝန်းကျင်ပဲဖြစ်ပါတယ်ခင်ဗျာ။တလုံးတော်ကတော့25သိန်းပဲဖြစ်ပါတယ်ခင်ဗျာ။တိုင်းနာတော့6ပေ3ပေအမြင့်တပေဝက်ရှိပါတယ်ခင်ဗျာ။ ီဘက်ကမန်စီရွှေချရောင်းတဲ့ပစ္စည်းလေးတွေကတော့စိုးမိုးမြန်မာလက်မှုရဲ့ရောင်းဝအကောင်းဆုံးပစ္စည်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျာရွှေဘီယူမန်နီကုန်လေးကတော့26တိုင်းပဲဖြစ်ပါတယ်ခင်ဗျာအောက်ကခုံလေးတစ်လုံးမှာပါရှိမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးမှုအတွက်ကျေးဇူးထူးဝင်တင်ရှိပါတယ်ခင်ဗျာပြသပေးထားတဲ့မြန်မာလက်မှုပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းမေးမြန်းလိုပါကဖော်ပြပေးထားတဲ့ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုစိတ်နှပြချမ်းသာချမ်းသာကြပါလိမ့်ခင်ဗျာ